ကျွန်တော်သားမူးလာလို့ရှိရင်ကျွန်တော်သားအဲ့လိုမျိုးဒီပေါ့တို့ပါအဲ့လိုမျိုးလေးတွေလုံးမအောင်ကျွန်တော်ဒါအကြောက်တယ်ဗျာကိုကြောက်သဖြင့်မဆိုရဘူးအကိုရဲ့ဖြစ်ရှင်တဲ့စိတ်တွေကဒီကောက်စီရောက်သွားတယ်မဟုတ်ဘူးအော်သူကတော့အဖေကိုအဖေကိုကြည့်ပြီးတော့သူကတော့ဟိုခေါင်းလဲကျွန်တော်အားကြပြီးတော့အဲဒါဒီမှာတော့လူမျိုးတွေရှိရပါပဲကျွန်တော်ငငယ်လေးကလို့ဟိုဂီတာတီးရတော့သရှင်ဆိုတော့ကျွန်တော်အရင်လောက်ရှင်တာလေအရင်ရှင်ဆိုတော့ဂီတာလည်းမတီးတော့ဘူးသရှင်လည်းမဆိုတော့ဘူးငငယ်လေးကအဲ့လိုမျိုးအဲ့လို ဟုတ်ကဲ့အစရိုသင်ငယ်ချင်းညားထဲမှာကျွန်တော်နေခဲ့တာဟုတ်ကျွန်တော်သင်ငယ်ချင်းညကတော့အစရိုရီးပဲဟုတ်ဆိုတော့အဲညစင်းနေတော့ကိုကအမြဲတမ်းနီးစပ်နေခဲ့တယ်ကိုကြောက်သဖြင့်မဆိုတော့ဘူးအကိုရဲ့ဖြစ်ရှင်တဲ့စိတ်တွေကဒီကောက်စီရောက်သွားတယ်ပေါ့သူသူဘယ်လိုခေါ်မလဲသူဒါနဲ့သူနဲ့ရင်းနှီးနေတယ်လို့ဖြစ်နေပေါ့နော်သူကိုဝင်ရှိတဲ့အချိန်တုန်းကကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်တကူကြောက်လာရှိတယ်ဗျကျွန်တော်သားမူးလာလို့ရှိရင်ကျွန်တော်သားအဲ့လိုမျိုးကီပေါ့တို့ပါအဲ့လိုမျိုးလေးတွေလုံးမအောင်ကျွန်တော်ဒါအကြောက်တယ်ဗျဒါကြောက်တဲ့ခါကျတော့ အဲ့ကျွန်တော်မိမအဲ့လိုကိုဝင်ရှိတဲ့ချိန်ကကျွန်တော်ဇောဆိုတခြင်းတို့မက်ဒလီကတခြင်းဒီအဲ့ဒါဆိုတော့တောက်ဖွင့်တာကျွန်တော်24နိုင်ဖွင့်တာဖွင့်တယ်နောက်ပြီးတော့သူနည်းနည်းမွေးပြီးတော့သိမိကြတယ်တောက်ဆော့ကျွန်တော်အဲ့ဒါကိုနီးစံနီးနီးကံကိုကျွန်တော်ထားထားပေးရတယ်လုပ်ပေးရတယ်ကျွန်တော်အဲ့လောက်ထားပေးတာဒါပေမဲ့ပြီးတော့နောက်ပိုင်းကျွန်တော်မေ့သွားရေးကြီးစားဘူးကျွန်တော်မေ့သွားရေးတော်တော်ကြာကြာကျွန်တော်မေ့သွားတယ်သူအသက်3-5နှစ်လောက်ဖြစ်တဲ့ချိန်မှာကျွန်တော်အဲ့ဒါကိုကျွန်တော်မေ့သွားပြီမေ့ပြီးတော့ဖြစ်နေတာအခုကျမှကျွန်တော်အဲ့ဒါသတိရမိတာဒီကောင်အဲ့လိုဖြစ်နေတာခုနကကျွန်တော်ပူစားတယ်ဒါတွေ လိုချင်တာလေးရှိလို့ဝယ်ပေးမှလားဆိုဝယ်ပေးမယ်လေဘာလို့ချင်တာလဲဆိုတော့ဟိုအားတဲ့အော်စီအော်လုံးထိုင်နေခုံနဲ့ပြန်ပြရလေကွာလို့အိမ်ရောခြံရောကားရောရောင်းလိုက်ပြီးတော့မင်းဖိုးကထည့်ပေးလိုက်ရင်တော့မလောက်သေးဘူးလို့ဘေးကတော့ရှာမှာကျွန်တော်အဲ့ဒါအဲ့လိုပေါ့အော်သူကတော့အဖေကိုအဖေကိုကြည့်ပြီးတော့သူကတော့ဟိုခုံလဲကျွန်တော်အားကြပြီးတော့အဲဒီမှာတော့မျိုးလေးရှိတာပေါ့ကျွန်တော်ဆိုတချို့တွေကကျတော့ပြောတယ်ဘယ်နော်ကလေးကိုကျွန်တော်တော်ဖြစ်အောင်မရှောင်မလုပ်နဲ့ဆိုတော့ဟုတ်ပါတယ်သူပြောလဲမှန်တယ်မှန်တယ်ဆိုတော့ဒါပေမဲ့ဟိုဒီဒီအတန်းပွဲနဲ့မှာကြီးပြင်းလာတဲ့ကလေးဆိုတော့လေဒါကတော့ ဟိုကျွန်တော်တို့ပေါ်ပြီးထိတ်ထွက်လို့မရဘူးလေ။အဲ့တော့ကျွန်တော်သိစေချင်တာကတော့အားလုံးကိုစနစ်တကျဖြစ်သွားရင်တော့အဆင်ပြေလိမ့်မယ်ထင်တယ်။အဲ့သူပညာရေးရတဲ့သူဒီလူပညာလူပညာလွတ်ချင်စီဖြစ်စေလွတ်ချင်စီဖြစ်စေပေါ့နော်။ဟိုဘယ်အကြောင်းဆိုပြဒီလူမျိုးအနုပညာလေးနဲ့ဖြတ်သန်းနေတာကတော့လူတယောက်တည်းကတော့အဆင်ပြေလို့ကျွန်တော်ထင်တယ်။အဲ့ကျွန်တော်တောက်လေကျွန်တော်ကအစလိုလွတ်ချင်တာရင်းမင်းသားတွေပဲကျွန်တော်စိတ်ဝင်သွားပါဘူး။အဓိကဖြစ်စေချင်တာကသူစီထဲမှာသူခံစားချက်မှာဟိုဂီတနဲ့သူရင်းနေစီချင်တာ။ဂီတာကိုသူသူစိတ်ထဲမှာရှိနေစေချင်တာဒါဆိုရင်သူတခြားလောကကြီးမှာကြုံတွေ့လာတဲ့ပြဿနာတွေတခါလေဖြစ်လာတဲ့အခက်အခဲတွေကိုဖြေရှင်းတဲ့နေရာမှာ အများကြီးတက်တာအဲအဲ့ဒီလူရဲ့ channel ကိုကျွန်တော်သိတယ်ကျွန်တော်နာတငယ်ချင်းတွေရဲ့ဖြည့်ရှင်းဝင်ချင်းတွေကျွန်တော်သိရဆိုတော့ဒီလူတယောက်ကအနုပညာနဲ့ရှင်တွဲနေထိုင်တာကသူ့အတွက်အများကြီးဟိုလောကကြီးရဲ့ပေးတဲ့ဒုက္ခတွေကိုပြန်ပြီး cover လုပ်လို့ရတယ်ကျော်အိမ်မှာတယောက်တည်းမွေးထားတာဗျာကျော်အဲ့လိုတကယ်ကြီးအဲ့လိုခေါ်လဲအိမ်မှာတယောက်တည်းဆိုတော့ तू तू မှာအချိန်ပိုရေးအရင်များရလေအရင်များတော့တခြားအာယုံနေနဲ့ဒီဘက်မှာရရက်ခက်နေမယ်အစားအဲ तू ဂီတာတီးတာကိုစိတ်ဝင်စားသွားတာက तू ပြပြတာမှမရှိလေကျွန်တော်တော့အဲ့သဘောနဲ့ စပေးတာပေါ့နော်ဒါပေမဲ့ तू ကတကယ်ကိုသူ့မှာဒါကို तू စိတ်ဝင်စားနေသူ့လေးလာတာပေါ့သူ့ကိုတိတ်လင်မတင်မိရသေးဘူးဒါတော့မှ तू စနစ်ရလည်းမတက်သေးပါဘူးဒါ तू ဦးလေးသူ့ကိုတပုတ်စားတပုတ်စားတေချာလေးဟိုဆိုလို့ရအောင်ပဲတိုက်ပေးထားတာလေတကယ်တော့တကယ်ကြီးမတိတတ်သေးပါဘူးဒါမင်းသားလို့ရင်တော့မားတဲ့ drama မင်းသားမလုပ်ချင်ဘူးလေ action မင်းသားလည်းဖြစ်နေတာလေဟုတ်လားအဲ့လိုပြောဟဲ့လားဟဲ့လားဟဲ့လားအခုကတော့ကိုရိုးရုပ်ရှင်မင်းသားဖြစ်လာရဆိုတော့လေငယ်ငယ်လေးကမင်းသားဖြစ်ချင်လို့ဆိုပြီးဖြစ်လာကြတာမဟုတ်ဘူးကွာဟိုအကုန်လုံးကပါပဲ ကိုရုတ် generation မှာရှိတဲ့လူတွေအကုန်လုံးပေါ့အကိုရုတ်ခေတ်ကိုရုတ်ခါတုန်းကကျတော့တခြားရွေးချယ်စရာတိတ်နားစားမရှိဘူးလူငယ်တယောက်အနေနဲ့ပေါ့နော်အဲ့ model လုပ်မလားဆိုလိုလူပါလုပ်မလားအဲ့ဒီအပြင်ကိုရုတ်နိုင်ငံမှာတခြားရွေးချယ်စရာမရှိခဲ့ဘူးအဲကိုရုတ်ဒီနှစ်ဖောက်ခုနှစ်ပတ်ဝန်းကျင်ခါသားပေါ့အခါကျတော့ဒီ line နဲ့ကိုကိုရုတ်ကဟိုဝါသနာပါရာလလို့မပါရာလလို့နဲ့ကိုရုတ်ရောက်လာခဲ့ကြတာပြီးတော့ကိုရုတ်အလုတ်ကနေတင်ပေးခဲ့တာအလုတ်နဲ့အတွေ့အကြုံကနေပြီးတော့ကိုရုတ်ဒီလိုဒီလိုအခြေအနေမျိုးရောက်အောင်တင်ပေးခဲ့တာဆိုတော့ အဲသူတို့လည်းကြတော့ဒီအလုပ်ကိုသူတို့ကအဲ့လိုမဟုတ်တော့ဘူးအဲသူတို့စိတ်ဝင်စားလို့အဲသူတို့သိကျင်လို့ဖြစ်ကျင်လို့လုပ်တဲ့အလုပ်ဖြစ်သွားပြီဆိုတော့အဲကိုရောအနေနဲ့ဒါသူတို့တားကြလည်းမလို့အာအာပေးကြလည်းမလို့ဗျာသူတို့သူ flow လို့သွားလို့ရတယ်ဒီကိစ္စကသူမဟုတ်ပါဘူးဒီဒီဘက်ကသူတို့ generation ကကလေးကြအဲ့လိုပါပဲဟိုဒီကင်မရာတွေပါကြောက်ရမယ်တွေပါသူတို့မှအဲ့လိုမျိုးမရှိတော့ဘူးအားလုံးကထင်မှာပေါ့နော်ဦးလျော်တူကဝန်ထမ်းကြီးသူအဲ့လိုလည်းမဟုတ်ပြန်ဘူးသူကသူနှစ်ချက်နဲ့သူပဲသူတစ်ချက်နဲ့သူသူအဲတင်ချာတွဲလို့တင်ချာတွဲရင်အဲ့လိုပါပဲ တင်ချတော့ရင်ကွင်းကွင်းရံသူတွေ့တယ်ဘာလို့ရင်ဘာဘယ်ဘယ်ဟာနဲ့လုပ်တယ်အဲ့လိုမျိုးဆိုရင်သူရှိတယ်ဗျလက်ကျက်နဲ့အေးဆေးပဲအဲ့လိုဟိုးနှင်းကျဲတဲ့ဟာမျိုးကျွန်တော်တို့ငယ်တော့ဆိုရင်အရှင်းဒီဖွင့်ဟိုးနှင်းကျဲတဲ့အခါတိုင်းမှာသူတို့အဲ့လိုမဟုတ်တော့တော်စီအေးဆေးပဲအငြိအေးမဟုတ်အေးအင်းတို့ရှင်ကျွန်တော်မရှိလိုက်ဘူးကျွန်တော်မသိလိုက်ဘူးပြန်ကြည့်ရတော့ပြီးတော့မှကျွန်တော်ကဝမ်းသာပါတယ်ပြောလဲပြောပါတယ်နောက်ဦးနဲ့ကျွန်တော်တို့ပြောကျွန်တော်တို့ကဒီမြန်လောက်ကတွေရောက်လာတယ်ဆိုတာကဟိုကျွန်တော်တို့ဟိုဝါသနာပါလို့တက်လို့တီးလို့မဟုတ်ခိုင်းနေအခြေအနေကျွန်တော်ကျွန်တော်ရောက်လာပြီးတော့မှ ဒီနိုင်ငံကပြည်သက်တွေကျွန်တော်တို့အားပေးခဲ့ကြတာအဲကျွန်တော်ဝါသနာတကယ်မပါတဲ့အလို့ကိုကျွန်တော်လုပ်နေပြီမဲ့အဲကျွန်တော်တကယ်အားပေးခဲ့ကြတာကျွန်တော်တဖြည်းဖြည်းဒီလို့ထမကျွန်တော်ဒီလို့ကကျွန်တော်ရဲ့ဘဝဖြစ်လာတယ်ဆိုတော့ဒီတိုင်းပြည်ကလူတွေကကျွန်တော်ကိုဒီဘဝရအောင်မျိုးလုပ်ပေးထားခဲ့ကြတာအဲကျွန်တော်နောက်ပိုင်းစဉ်းစားရဲကျွန်တော်အတူတူတွေမှာလည်းအဲ့လိုပဲဟိုကျွန်တော်ဘာလေးပြန်ပြီးတော့အဲဖြစ်နေပါဆိုဒီကလေးတွေဆိုရဲအဲ့လိုပဲပေါ့နော်အဲသူတို့အမှုပညာနဲ့ဒီဒီမှာရှိတဲ့လူတွေကိုသူတို့တခုလေးပြန်ပြီးတော့ဖျော်ဖြေပေးနိုင်တယ်ဆိုရင်လည်းပိုင်းလာတယ်ဒါအဲ့ဒါကိုလည်းကောင်းတဲ့တစ်ခုပဲပေါ့နော်ဟိုကျန်တာတော့သူ့ဘဝလမ်းကြောင်းနဲ့သူရှိပါတယ် ်ဆိုတော့ဒါအနုပညာလေးတခုသူသိတဲ့မှာရှိနေတယ်သူတို့မှာအနုပညာဗီဇာလေးပါနေဆိုတော့သိရတယ်ကျွန်တော်ဝမ်းသာပါတယ်အဲကိုစတဲ့နှစ်ကဘောင်းမီဒါပစိုးလာတော့မသိသေးဘူးလေသိရမှာကိုစတဲ့နှစ်ကအဲ့ဆိုအားရတော့မတူဘူးနေရစတဲ့နှစ်ကတော့ငါပြောဟုတ်တယ်မလားကိုအစစ်တရားကွာဝိုင်းလေနော်အဲ့ဒါတခါကျရင်မေးရဲ့တို့တော့တောက်တဲ့အိနိုးမုံတို့ဖြည့်ဆဆရပါတော့ငါတို့စိုင်းရောလို့ငါတို့ရောအဲ့လိုတို့လိုချက်ချင်းညံနေပြီပြန်ကောင်းသွားမှာလားဆိုတော့မရဘူးလေဒါမဆိုင်ဘူးလေဆိုင်ပါပြီလေအေးအေးလို့လို့ဟုတ်ကဲ့ပါဟောအာကျွန်တော်တို့ဒါပါနှစ်ယောက်လုံးငါတော့တက်နိုင်တဲ့ ဘယ်လိုခေါ်မလဲလူပညာလေးနေပြိဿက်ကိုလုပ်ပြီးချက်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 ပြပေးပါတယ်ပေါ့နော်မားလေးလည်းရှိမှာပါအဲအဓိကလေးကအားဖွင့်လို့ပြပါနားလေးပြပါလို့ဟုတ်ကဲ့ပါပြပါ